ဒီနေ့ကတော့ illustrator ထဲမှာ illustrator ထဲမှာ clipping max လောက်တာလေးပြောပြပြီးမယ်เนาะအဲ့တော့ illustrator ထဲဝင်တာကတော့ဒီအောက်က search မှာနှိမ့်မယ်ပြီးတော့ရင်ဒီမှာ illustrator နာမည်ရှိရင် illustrator နာမည်မှာ click နှိပ်လိုက်ရမယ်เนาะအဲ့တော့ illustrator ထဲရောက်သွားပြီဆိုရင်ဒါလေးကတော့ဖွင့်ထားပြီးသားမှာပေါ့ box တရှိနေနိုင်မယ်စာရွက်အသစ်ယူတာ file နဲ့က new နဲ့ပဲသွားမယ် file နဲ့က new နဲ့ရောက်သွားရင်တော့ကိုယူမဲ့စာရွက် စာရွက်ရဲ့ size ကဒီမှာ A4 ရှိပြီးသားဆို A4 ပြီးသွားရင် create နဲ့တွားလို့ရတယ် print ထုတ်မယ်အနေထားဆိုတော့ print ပေါ့ကိုက video ပုံစံလုပ်မယ်ဆိုရင် video ရိုးရိုးစာရွက်ပုံစံပဲလုပ်မယ်ဆိုရင်ဒီ reset နေရဒီမှာ A4 လေးကိုရွှေ create နဲ့တွားအဲ့တော့စာရွက်ပုံစံလေးရလာပြီဆိုရင်သူက Photoshop နဲ့ Photoshop တင်ပူးထားတဲ့သူတွေဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်။သူ့မှာဗားလေးတွေပါလဲဆိုဒါလေးက Photoshop တို့ပဲ။ Move to Photoshop မှာတုံးခဲ့တယ်။ဒီမှာကျတော့ Selection 2ပေါ့ နောက်ပါသူ့ရဲ့အောက်မှာဒါလေးက Photoshop မှာပန်တူးသုံးခဲ့တယ်အဲဒီ Illustrator မှာကြတော့မပန်တူးလေးပါတယ် Photoshop နဲ့အတူတူပဲနောက်ဒီအောက်ကတူးလေးဒီအောက်ကတူးမှာ click နှိပ်ဖိထားလိုက်ရင် hidden တူးတွေထွက်လာနိုင်မယ် rectangle တွ ellipse တွ polygon တွကျဲပုံဆွဲခြင်း star line ဆွဲခြင်းရတယ် rounded rectangle အဲ့တော့အခု rounded rectangle လေးကိုယူပြီးတော့ဆွဲမယ် click နှိပ်ပြီးသွားရင်ကိုလိုချင်တဲ့စာရွက်ထဲမှာရှင်မြမြလေးဖြစ်ရမယ်ဆွဲထည့်ပါ ပင်အိတ်ထဲမှာအယောင်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီထဲက fake box လေးမှာနှစ်ချက်နှိမ့်ကိုလိုဂျင်ရဲ့အယောင်လေးထည့်မယ်တရားကိုယူအဲ့ကိုလိုဂျင်ရဲ့တရားကိုယူပြီးသွားရင် okay နဲ့ထွက်အဲ့ဆိုရအောင်လုပ်ပါမယ်ပြီးရင်တော့ select မှတ်ချင်တာဖြစ်တဲ့အတွက်ဒီထိတ်ဆုံးက selection tool လေးကိုယူပြရမယ်ဒါဆို select ပြုတ်ပြီးရနော် click နဲ့ select ဝင်သွားတယ်ပြီးရင်ဒီမှာအမဲရောင်လေးဖြစ်နေရင် control order ကိုဖိလိုက်ရင်ညားမှာအောက်မှာ plus လေးပါတယ်ပြီးရင်ဖိပြီးတော့အောက်ကိုကိုလိုဂျင်ရဲ့ပုံစံလေးရအောင်ဆွဲမယ် ပြီးရင် control order လွှတ်လိုက်ရတယ် control order ဆိုရင်ဒါမဲရောင်ဆိုတာဒီ selection 2ရဲ့ select ဝင်နေတဲ့ပုံเนาะဒါဆိုရင် select ပြုတ်နေတယ်ဒီလို select ဝင်အမဲရောင်ဖြစ်နေနောက်ထပ် point မှာဖြစ်တဲ့အတွက် control order track လေးဆွဲလို့ရတယ် control order track အခုလိုချင်တလောက်ဆွဲပေါ့အောက်တက်တဲ့လိုချင်အခုဆွဲ control order control order ပြီးရင်ဒီကောင်ကိုဒီပုံ6ခုစလုံး select မှတ်ချင်တာဖြစ်တဲ့အတွက် select 2ရွေးမယ် select ဖြစ် ဒီ၆ပုံလုံးကိုဆက်လက်မှတ်ခြင်းဒီထိထောင်လေးရနေတင်ဖိပြီးအောင်အုပ်သွားအောင်ဆွဲလိုက်ဆက်လက်ဝင်ပါပြီနေရာရွှေ့လို့ရတယ်နော်အဲ့တော့သူပုံလေးက6ပုံရှိတယ်အဲ့6ပုံလုံးကိုတစုတစည်းရဲ့ဖြစ်ချင်တာတကယ်လို့ကိုကထပ်ပွားခြင်းနဲ့ပွားလို့ရတယ်အဲ့ချိန်မှာ control order drug ဆိုရင်နောက်ထပ်ဒီဘက်မှာပုံလေးနောက်ထပ်ထပ်ရလာလိမ့်မယ် ော့ဒါတွေအကုန်လုံးကိုတစုတစည်းတည်းဖြစ်ချင်တယ်ဆိုရင်ထပ်ပြီးတော့ဆက်လက်ပြန်မှတ်မယ်မှတ်ပုံမှန်နေရာဒီထိတ်ထောင်နေရာနေတင်းဖြစ်ပြီးတော့ဒေါင်းပြက်မာကွီးနီးမှတ်တယ်လို့ပြောတယ်ဆက်လက်မှတ်ပြရမယ်ဆက်မှတ်ပြီးသွားရင်သူ့ကိုတစုတစည်းတည်းဖြစ်အောင်လုပ်ချင်တဲ့အတွက် comment ကအပေါ် menu bar ထဲက page maker တင်မှုတဲ့သူဆိုရင်လည်းအဆင်ပြေတယ် photoshop သုံးမှုတဲ့သူဆိုလည်းအဆင်ပြေတယ်အပေါ် menu bar ထဲက object menu ကိုနှိပ်ပြီးရင်ဒီထဲမှာ compound part ဆိုတာလေးရှိတယ်အဲ့ဒီက make လေးကိုယူလိုက်လို့ရတယ် ်မိကိုရွေးပြီးသွားရင်တော့ဆက်လက်ဖြုတ်ကြည့်ဒါအောင်ရွှေ့အကုန်လုံးက compound လို့ပြောရတဲ့တစုတစည်းရဲ့ဖြစ်သွားပြီပြီးရင်တော့ဒီထဲကိုပုံခေါ်ထည့်မှာပုံခေါ်ထည့်ခြင်းရင် page maker မှာခေါ်ထည့်သလိုပဲ file တွေက place နဲ့သွားလို့ရတယ်ပြီးရင်ခေါ်ထည့်ခြင်းတဲ့ပုံပေါ့လူပုံဆိုလူပုံမူရင်းဒီမှာတော့ပန်းပွင့်ပုံလေးခေါ်ထည့်လိုက်မယ် double click ဒါဆိုဒီမှာပုံအိုင်ကုန်လေးရလာအဲ့ပုံကဒီထဲကပုံကြီးအလုံးအုပ်သွားအောင်စွဲမှာဖြစ်တဲ့အတွက်ထိတ်တောက်မှတင်ဖြီးပြီးတော့စွဲရသလောက်စွဲ mask ကိုလုံး နောက်ထပ်ပုံကအောက်ကိုဆက်ရှိမယ်ဆိုရင်ဒီလိုမြားနှစ်ခုဖြစ်အောင်ထား PP အောက်ကိုဆွဲချလိုက်။မန်နည်းနည်းလေးအဆုံးထွက်တည်ရနော်။နောက်ထပ် PP အောက်ကိုဆွဲချ။အဲ့တော့ပုံလေးကအပေါ်ရောက်သွားပြီ။အဲ့ပုံကိုအနောက်ကဆွဲထားတဲ့ rounded rectangle ရဲ့အနောက်ကိုပို့မယ်ဆိုရင်ဒီပုံပေါ်မှာဒါဆိုရင်ဆက်လက်ပြုတ်နေပြီ။ဒါဆိုရင်ဆက်လက်မှတ်ထားတယ်။အဲ့ပုံမှာ right click လေးပြန်နှိပ်ပြရမယ်။ right click နှိပ်ပြီးသွားရင်ဒီထဲမှာက arrange arrange ရဲ့ comment ညာဘက်ကိုဆက်ထွက်မယ်။ ဒီပုံကိုနောက်ဆုံးထားခြင်းတာဖြစ်တဲ့အတွက် send to back ဆိုတာလေးကိုရွှေ့ပေးရမယ်။အဲဆိုရင်ရွှေ့ကြည့်နောက်ကပုံလေးလိုက်ယူရယ်နော်။အဲတော့နောက်ကဒီပုံလေးကိုနည်းနည်းလေးသူဒီပါလို့လဲဆိုရင် size တွေကိုလိုချင်တဲ့လိုလေးပြင်လိုက်။ select ဖြုံမယ်။ဒီအထဲသေးက rounded rectangle ပုံလေးမှာနှိပ်ကြည့်ဒါအထဲရပုံ။ဒီအောက်မှာအနာသားရှိရယ်နော်။ဒီအောက်ကပုံအောက်ကပုံလေးပေါ်မှာထားနောက်ထပ် shift key ကိုဖိမယ်။ကလင်းနေမယ်။သူကနှစ်ခုပေါင်းမှန်ရမယ်နော်။ ဒီအပေါ်က round up return ကိုပထမတစ်ကြိမ်ကလစ်နေမယ်အောက်ကပုံလေးကိုပန်းပွင့်ပုံလေးပေါ်မှာ shift key ကိုပြီးကလစ်နေနှစ်ခုအဲ့လိုဝင်သွားပြီဆိုတော့မှ option menu ထပ်နေမယ်စွတ်အောင်ခဲ့တာတစုတစီရဲ့ဖြစ်ခြင်းလို့ compound part ဒီခါကျတော့ clipping mask ဆိုတဲ့ command လေးရှိတယ် clipping mask ကနေညာဘက်ကိုဆက်ရွှေထိတ်ဆုံးမှာ make ဆိုတာလေးရှိတယ်ကလစ်နေလိုက်ဒါဆိုရင်တော့ကိုဖန်နီတာ round up rectangle ထဲမှာဒီလိုမျိုးပါလို့လဲဆိုရင်ပန်းပွင့်ပုံလေးရတော့လေ စာလေးစမ်းကြည့်ပေးပါဦးအဆင်ပြေပါပါ